Welcome back the channel. I'm going to show you how to do this. This is your first try. This will be the greatest war the world has ever seen. Victory. Fourth. Immortality! Take it! It's yours! Is there no one else? Try you first try. ရှေခိဂရိစာပေရဲ့တမိုင်းဝင်ကဗျာဆရာကြီးခိုးမရဲ့အိန္ဒိယအမည်ရှိတဲ့ကဗျာရှည်ကြီးကိုအခြေခံထားတဲ့ဇာတ်ကားပါဗျာဒီနေ့အဖြစ်ပြောရရင်တော့ကမ္ဘာတမိုင်းစာမျက်နှာတွေမှာနေရာယူထားပြီးဖြစ်တဲ့ Trojan စစ်ပွဲကိုဇက်အင်တင်ထားတဲ့ဇာတ်ကားပါဒီမှာမေးစရာရှိတာက Trojan စစ်ပွဲကိုဆင်နွှဲရတဲ့အကြောင်းအရင်းကတကယ်ပဲအချစ်ကြောင့်လားဒါမှမဟုတ်ဒီထက်ပိုတဲ့အကြောင်းအရာတွေရှိနေတာလား Okay ကျွန်တော်တို့အတူတူလေ့လာကြည့်ကြည့်အောင်ဗျာ BC 1184ခုနှစ်ဂရိနိုင်ငံတော်ကြီးကိုအုပ်ချုပ်နေတဲ့ဘီယင်အာဂါမနွန်လက်အောက်မှာအာခိလိဆိုတဲ့သူရဲကောင်းတစ်ယောက်ရှိတယ်။အင်မတန်ထူးကျွန်တဲ့တိုက်ခိုက်စွမ်းရည်ရှိတယ်။သူရဲကောင်းစစ်တီတယောက်မှာရှိရမယ့်အရေးအချင်းတွေအားလုံးရှိတဲ့သူပါ။တကယ်ဆိုအာခိလိကလက်ယုံးရည်ရောနှလုံးရည်ပါပြေဝတဲ့ ဒမီဂေါ့တယောက်ပါအာခီလိစ်ရဲ့အမေကနတ်ဘုရားမဖြစ်ပြီးအာခီလိစ်ရဲ့အဖေကလူသားတယောက်ဖြစ်ပါတယ်အာခီလိစ်ကဘုရင်အန်ဂေါမနောင်အတွက်စစ်တိုက်ပေးနေပေမဲ့ဘုရင်အန်ဂေါမနောင်ရဲ့အာနာရှင်ဆန်နဲ့အပြုတ်မှုတွေကိုတော့သူမကြိုက်ပါဘူးအာခီလိစ်စစ်တိုက်တာသူခံယူထားတဲ့ဂုံတိတ်ခါနဲ့သူ့နိုင်ငံရဲ့ပြည်သူပြည်သားတွေအတွက်တိုက်နေတာပါဒီလိုနဲ့ Green နိုင်ငံတော်ထဲမှာရှိတဲ့ Sparta နဲ့ AGM ပင်လယ်ချထားတဲ့ Trine Time ပြည်တို့ငြိမ်းချမ်းရေးအတွက်ဆွေးနွေးကြတယ် ထရိုင်မမင်းသားဟက်တာနဲ့သူ့အညီပါရစ်တို့စပါတာကိုရောက်လာပြီးငင်းချင်းရဲ့အတွက်လာရောက်ဆွေးနွေးကြတယ်။ပါတာပြင်းပြင်းမနော်လော့စ်မှာတိတ်လာတဲ့ဟယ်လန်ဆိုတဲ့မိဖုရားတစ်ပါးရှိတယ်။ငင်းချင်းကြီးယူဖို့လာတဲ့မင်းသားပါရစ်နဲ့မိဖုရားဟယ်လန်တို့နှစ်ယောက်မနော်လော့ရဲ့မျက်ွယ်ရာမှာချစ်ကြိုက်ခဲ့ကြတယ်။ငင်းချင်းကြီးရယူပြီး triangle ပြန်ကြတော့မင်းသားပါရစ်ကစပါတာဘရင်ရဲ့မိဖုရား ဟယ်လန်ကိုပါခိုးယူသွားခဲ့တယ်။ဒါကိုတည်သွားတဲ့စပါတာဘင်းမန်နလစ်ကသူ့ကိုစော်ကားလေခြင်းဆိုပြီးအကြီးကျယ်စိတ်ဆိုးတာပေါ့။ထရိုင်ကိုတွားတိုက်ဖို့ရာ သူ့မှာရှိတဲ့စစ်တင်အင်အားနဲ့မလုံလောက်ပါဘူး။သူ့ကိုဂရိဘင်းကြီးအဂါမနန်စီအခစားဝင်ပြီးထရိုင်ကိုသိမ့်ပိုက်ဖို့နဲ့မိဖုရားဟယ်လန်ကိုပြန်ရယူဖို့အတွက်အကူကြီးတောင်းပါတော့တယ်။စစ်ဘင်းကြီးအဂါမနန်ကလည်း triangle ဒါနိုင်ခဲ့ရင် AGM ပင်လယ်ကိုထိန်းချုပ်နိုင်မှာဖြစ်တဲ့အတွက် လိုလိုချင်းချင်းပဲ try ကိုသွားတိုက်ဖို့သဘောတူခဲ့တယ်။ပြောရရင်တော့မိဖုရားဟယ်လန်ကိုအကြောင်းပြပြီးငကိုကလေးက try ကိုတင်းကျင်နေတဲ့ Greedo ရဲ့စစ်ဘီရင် Agamemnon ဖန်တီးခဲ့တဲ့ Trojan စစ်ပွဲပါ။ထရိုင်တန်ဒီကလည်းစီအေအရာမှာအသာချက်ရှိပြီးပထဝီအနေအထားအရခံစစ်အတော်ကောင်းမွန်တဲ့တိုင်းပြည်ဖြစ်တဲ့အတွက်စစ်ဘီရင်အဂမနွန်နဲ့အပေါင်းအပါတွေဟာ ဒီတိုက်ပွဲမှာဒူရဲကောင်းအာခီလစ်ကိုဝင်ပါစေခြင်းနဲ့ဘုရင်အာဂမနန်ကသူနဲ့အဆင်မပြေတဲ့အာခီလစ်ကိုတဖက်လက်နဲ့အာကာပြေရဲ့ဘုရင်အိုဒီဆီယပ်စ်ကိုအာခီလစ်စီဆေလွတ်ပြီးစီယုံစေခဲ့တယ်ပထမတော့အာခီလစ်ဟာဒီတိုက်ပွဲမှာဝင်တိုက်ဖို့စိတ်မပြတ်သားတာဖြစ်တဲ့အတွက်သူ့အမေကိုတွားတွေ့ပြီးအကြံဉာဏ်တောင်းခဲ့တယ်အာခီလစ်ရဲ့အမေဘက်တစ်စ်ကနတ်ဘုရားမှ ဖြစ်တော့ရှေ့မှာဖြစ်လာမယ့်အရာတွေကို အားလုံးသိရှိပြီးသားဖြစ်တယ်။ Achilles အနေနဲ့ဒီတိုက်ပွဲကိုသွားမတိုက်ခဲ့ရင်ငိမ့်ချန်းစွာနဲ့တာမန်ပြည်သူတယောက်လိုပဲတတန်းစစ်နေရမယ်။ဒါပေမဲ့ Trojan စစ်ပွဲကိုသွားခဲ့ရင်တော့သူ့ဘဝ Trojan မှာအဆုံးသတ်မှာဖြစ်ပြီးဂုံတိုက်ခါအနေနဲ့ Greek အတွက် Tower ကြိုကြားတဲ့ သူရဲကောင်းတယောက်အဖြစ်တမိုင်းတွင်တည်ရှိနေမယ်ဆိုပြီးသူ့ရဲ့အနာဂတ်ကိုပြောပြလိုက်တယ်။ Achilles က try ကိုပဲသွားဖို့ reach ခဲ့တယ်။ဘာကြောင့်လဲဆိုတော့ဒါဟာသူ့ဘဝဖြစ်တည်ခြင်းရဲ့အကျိပဲဖြစ်လို့ပါ။ Life ရဲ့ purpose လို့ပြောရမှာပေါ့ဗျာ။ဘင်းအာဂမနောဟာအင်အားအလုံးရင်းနဲ့ထောင်ပေါင်းချီတဲ့စစ်တပ်ကိုဥစီးပြီး triangle စစ်ချီလာတယ်ဒီအင်အားစုတွေထဲမှာ Achilles နဲ့သူ့ရဲ့အထူးစစ်တီတော်တွေဟာရှေ့ပြေးအနေနဲ့ဝင်ရောက်လာပြီး Troy ရဲ့အရေးပါတဲ့ Trojan ကမ်းခြေကို အရင်ဦးဆုံးတိမ့်တယ်။ဂန်းကြီးမှာတည်ရှိနေတဲ့နတ်ဖျားအပေါ်လိုရဲ့ကျောင်းတော်ကိုတိမ့်ပိုက်ပြီးနတ်ဖျားကျောင်းမှာရှိတဲ့ဘာသာရေးဆရာတွေကိုဂုံတတ်တယ်။ဖျားကျောင်းမှာရှိနေတဲ့ Trine ဘရင်တူမှ Brisius ကိုတုံမှန်းအဖြစ်ဖန်ဆီးနိုင်ခဲ့တယ်။ Brisius ကိုမြင်တော့ဒွေကောင်း Achilles စိတ်လှုပ်ရှားခဲ့တယ်။ Trine ဘရင်တူမှတော့ Brisius ကိုပထမစစ်တုံမှန်းအနေနဲ့ဖမ်းခဲ့ပေမယ့်နောက်ပိုင်းမှာမြစ်တာပို့ခဲ့တယ်။ဒါပေမဲ့ ဂရိဘီယံအာဂမနာဟာရေစီယပ်စ်ကိုအာခီလီစ်ရဲ့လက်ကနေလူကြီးတိမ့်ပိုက်ဖို့ကြိုးစားတော့အာခီလီစိတ်ဆိုးပြီးထရိုဂျန်တိုက်ပွဲမှာဝင်မကူဖို့ဆုံးဖြတ်လိုက်တယ်။ဂရိစစ်သည်တော်တွေဟာသူတို့ရဲ့ပြိုင်ဖက်ထရိုဂျန်တွေထက်အင်အားစမတန်များနေပေမဲ့အာခီလီစ်မပါတော့တဲ့ထရိုဂျန်စစ်ပွဲရဲ့ပထမပိုင်းဟာရလက်ပြောင်းသွားတယ်။ဘုရင်အာဂမနွန်ရဲ့စီရီပရီရဲ့ယူဟာတွေဟာသူ့ရဲ့ပြိုင်ဖက် triangle ဥဆောင်နေတဲ့ Minna Hatter ရဲ့စစ်ဗျူဟာတွေကိုမရှင်နိုင်ပဲနောက်ဆုတ်ပေးခဲ့ရတယ်။ Triangle Minna ကြီး Hatter ဟာလက်ရုံးရည်ကောနှလုံးရည်ပါပြည်စုံနေသူပါ။သူ့ရဲ့အုပ်ချုပ်မှုအောက်မှာ Triangle ဟာအကောင်းဆုံးခံစစ်ကိုတည်ဆောက်နိုင်ခဲ့ပြီးအအားကြီးလို့တဲ့ Greek City တွေကိုကြံ့ကြံ့ခံရဆိုင်နိုင်ခဲ့တာပါ။ Greek City တွေဟာစစ်ရဲ့အစပိုင်းမှာပဲရှုံးနေခြင်းနဲ့အတူသူတို့ကိုဥဆောင်ပြီးစိတ်တက်ကြွစေတဲ့ Achilles မပါလာတော့စိတ်တက်အရာမှာလဲဘူအားနှေးလာခဲ့တယ်။စစ်ပွဲရဲ့ပထမပိုင်းမှာပဲ ရိစစ်တီများစွာဒီဆုံးခဲ့ကြတယ်။ဘရင်အာဂမနဥဆောင်တဲ့ဂရိစစ်တပ်ဟာအင်အားကြီးနေပေမဲ့လည်းခေါင်းဆောင်မှုနဲ့စစ်ရေးဗျူဟာတွေဟာအခီလိစ်လိုမဟုတ်တော့စစ်သည်တွေရဲ့စွန့်အင်ဟာရှီထားတာထက်ပိုပြီးနှိမ့်ကျသွားတယ်။စစ်သည်တွေဟာအခီလိစ်ကို စပွဲကိုပြန်လာစေချင်ကြတယ်။ Achilles ရဲ့မိတ်ဆွေဖြစ်တဲ့ Odysseus နဲ့အတူသူ့ရဲ့ညီဖြစ်သူ Patroclus တို့ Achilles ကိုစပွဲထဲပြန်ဝင်ဖို့နားချပေမဲ့ခေါင်းမာတဲ့ Achilles ကိုစပွဲထဲကိုပြန်မခေါ်နိုင်ခဲ့ပါဘူး။နောက်ဆုံး Greece သည်တွေရဲ့စိတ်အင်အားကိုတက်ကြွစေဖို့အတွက် Achilles ရဲ့ညီ Patroclus ဟာ Achilles ဖြစ်ဟန်ဆောင်ပြီးစပွဲကိုဥဆောင်ခဲ့ပေမဲ့စပွဲအတွင်းမှာပဲ Troy ရဲ့မင်းသား Hector ရဲ့တိုက်ခိုက်မှုအောက်မှာကြာရှုံးခဲ့တယ်။ သူ့ညီတည်သွားတာကိုအခီလိစ်တည်သွားတော့ဟတ်တာကိုလက်စားချေဖို့အတွက်သစ္စာဆိုခဲ့တယ်။ Patroclus တည်ပြီးနောက်ရက်မှာပဲ Achilles Trimeryona အထိသွားပြီးမင်းသားဟတ်တာကိုတယောက်ချင်းစီးချင်းထိုးဖို့စိန်ခေါ်ခဲ့တယ်။ဒီစိန်ခေါ်မှုကိုသူရဲကောင်းပီတာစွာပဲမင်းသားဟတ်တာလက်ခံခဲ့တယ်။ Achilles နဲ့ဟတ်တာတို့အပြင်းထန်တိုက်ခိုက်ကြတယ်ဗျ။ဒါပေမဲ့ဟတ်တာတယောက် Achilles ကိုမရှင်နိုင်ခဲ့ပါဘူး။ အခီလစ်လက်ချက်နဲ့ပဲတည်ဆုံးခဲ့ပြီးသူ့အလောင်းကိုပါဂရိတို့ရဲ့အောင်ပွဲအဖြစ် Trojan ကမ်းခြေထိဒရွတ်တိုက်ဆွဲယူသွားခြင်းကိုခံရတာပါအခီလစ် Trojan စစ်ပွဲလေးကိုခြေတလန်းဝင်လာတာနဲ့ရလက် တန်းပြောင်းတော့တာပါပဲ။ Green City တွေရဲ့စိတ်ဓာတ်ကိုပြောင်းမြန်လှန်လိုက်သလိုပြန်ပြီးတက်ကြွလာကြတယ်။ဒီနေရာမှာပြောစရာရှိတာကဒီဇက်ကားမှာပါတဲ့အဓိကဇောင်းဝင်များတစ်ခုဖြစ်တဲ့ Try ရဲ့ဘုရင် Brian ဟာသူ့သားကြီးဖြစ်တဲ့မင်းသားဟတ်တာရဲ့ရုပ်အလောင်းကိုအာခီလစ်ရှိတဲ့နေရာစီဒိတ်တစိတ်ကိုရိုင်းလာရောက်ပြီးဟတ်တာရဲ့အလောင်းကိုတောင်းယူတဲ့ဇောင်းဝင်ခံဟာတော်စိတ်မကောင်းစရာကောင်းတဲ့ဇောင်းဝင်ခံမှာသူရဲ့ကောင်းနေတဲ့စိတ်နဲ့စိတ်ထားနဲ့လူ့ကျင့်ဝတ်တွေကို အများကြီးပြသွားတဲ့ဇဝင်ထပ်ပါခတိုင်ရဲ့ရုပ်အလောင်းကို Achilles ရဲ့ဆုံးဖြတ်ချက်နဲ့ Trian ရဲ့ဘရင် Priam C ကိုပြန်ပေးခဲ့ပြီးစစ်တုံးမှန်းဖြစ်ဖန်ထားခဲ့တဲ့ဘရင်တူမာတော့ Vesius ကိုလည်းဘရင်နဲ့တပါတယ်လိုက်သွားစေခဲ့တယ်မင်းနာဟတာရဲ့အတုပအတွက်ဆက်နှစ်ရတာတိုက်ပွဲကိုရပ်တန့်စေခဲ့တယ်ဒီဇဝင်ကဟာဘုံတိတ်ခါရှိတဲ့သူရဲကောင်းတွေစစ်တိုက်ကြတာဖြစ်တဲ့အတွက်လိုက်နာတဲ့အစီကံတွေလူကျင့်ဝတ်တွေကိုပြသွားတယ်လို့မြင်ပါတယ်ဗျ Okay ဇလန်စီကိုပြန်သွားကြရအောင်ဆက်နှစ်ရတာတိုက်ပွဲနားနေ စဉ်ဘီယင်အော်ဒင်းစီယက်ရဲ့အကြံဉာဏ်ဖြင့် Trojan type ပွဲကိုအဆုံးဖြတ်ပေးမယ်။လယ်စားမှုကြီးတစ်ခုကိုဂရီတို့အကောင်အထည်ဖော်ခဲ့တယ်။အဲ့ဒါကတော့နောင်တွင်သမိုင်းတွင်လာမဲ့ Trojan မြေယုံကြီးတိဆောက်ပြီး Greece City တွေကိုမြေယုံကြီးတွင် ုံအောင်စေတာပါဂရိစစ်တပ်ကြီးတစ်ခုလုံးကိုတစ်ဖက်လက်နဲ့ထရိုဂျန်ကမ်းခြေကိုဆုတ်ခွာစေပြီးအနည်းအနားမှရှိတဲ့ပင်လယ်အော်တွေမှာပေါ်အောင်စေခဲ့တယ်ထရိုဂျန်တို့ကဂရိတို့ပြန်သွားပြီးအချိန်နဲ့သူတို့အောင်ပွဲဖြစ်ထရိုဂျန်မြင်းယုံကြီးကိုထရိုင်မြို့အတွင်းသို့ပယ်ယူခဲ့ကြတယ်ဒီစစ်ပွဲကိုသူတို့နိုင်သွားပြီးအချိန်နဲ့စိတ်ချလက်ချ ျော်ပါအောင်ပွဲခံကြတာပေါ့ဒါပေမဲ့ဒီအခွင့်အရေးကိုစောင့်နေတဲ့မျိုးထွေးရောက်လာပြီဖြစ်တဲ့မြင်းယုံကြည်တဲ့က Achilles နဲ့ Odysseus တို့ဦးဆောင်တဲ့ Greek စစ်သားတွေဟာ Trojan စစ်သားများအောင်ပွဲခံပြီးနောက်အနားယူနေတဲ့အချိန်မျိုးတကားများကိုဖွင့်လှစ်ပြီး Greek စစ်သည်များကိုမျိုးထဲကိုဝင်စေခဲ့တယ်အင်အားအလုံးကြီးနဲ့ဝင်လာတဲ့ Greek စစ်သည်တွေ trying တမျိုးလုံးကိုတိုက်ခိုက်ပိန်ပိုက်တော့တာပေါ့ခံတက်ပြိုသွားတဲ့ Trojan တို့ဟာအပြင်းထန်ခုခံကြပေမဲ့အင်အားချင်းမမျှတဲ့ ဂရိတို့ရဲ့လက်အောက်ကိုအလွယ်တကူပဲကြာရောက်ခဲ့တာပါ။ဘုရင်အာဂါမနန်ကိုယ်တိုင်ထရိုင်ရဲ့နန်းတော်ထဲကိုဝင်ရောက်ပြီးထရိုင်ရဲ့ဘုရင်ဖရီယမ်ကိုတပ်ပစ်ခဲ့တယ်။ဘုရင်အာဂါမနွန်လည်းဗာစီယပ်လက်ချက်နဲ့ပြေဆုံးခဲ့တယ်။အာကီလစ်ကိုယ်တိုင်ထရိုင်မျိုးထဲဝင်ရောက်စီးနင်းပြီးဂရိတို့ရဲ့အောင်ပွဲကိုဖန်တီးခဲ့ပေမယ့်သူရဲ့ကံကြမ္မာဟာသူ့အမေပြောခဲ့သလိုပါပဲဒီနေရာမှာအဆုံးသတ်ဖို့ဖြစ်လာတော့တာပါအာခီလိစ်တယောက် try မြို့ကိုတင်ပိုက်သလိုတစ်ဖက်မှာလည်းတန်ရုံးစင်ရှိနေတဲ့ဘာစီယပ်ကို ကာကွယ်မှုစိတ်စိုးနေတဲ့အချိန်အကူဖြစ်သူအတွက်လက်စားချေဖို့အခွင့်အရေးကိုစောင့်နေတဲ့မင်းသားငယ်ဖာရစ်နဲ့တူတာပါဖာရစ်ရဲ့အများချက်တွေဟာအာခီလိစ်ရဲ့အာနေချက်ဖြစ်တဲ့ခြေဖနှောင့်ကိုအရင်ထိအောင်ပစ်တာပါအာနေချက်ကိုထိသွားပြီဖြစ်တဲ့အတွက်အာရော့သွားတဲ့အာခီလိစ်ကိုညာပေါင်းများစွာနဲ့ဖာရစ်အဆုံးသတ်တော့တာပါ ထရိုဂျန်စစ်ပွဲမှာဂရီရိုရဲ့စစ်သူရဲကောင်းအခီလစ်ကြာရှုံးခဲ့တယ်။အခီလစ်နဲ့အတူထရိုင်မျိုးလည်းဂရီရိုရဲ့လက်အောက်မှာကြာရှုံးခဲ့တယ်။ထရိုဂျန်စစ်ပွဲလည်းအဆုံးသတ်ခဲ့တယ်။ဒီနေရာမှာထရိုဂျန်စစ်ပွဲပြီးသွားပြီဆိုပေမဲ့မပြီးဆုံးပဲတမိုင်းမှာတွင်ကျန်ခဲ့တာကတော့သူတို့တွေရဲ့ဂုံတိတ်ခါပါ။သူရဲကောင်းတို့ရဲ့ကြီးကျယ်မြင့်မြတ်မှုတွေဟာသာဝရရှင်သန်မှုဖြစ်တမိုင်းတွင်နေမှာပါ။ထရိုင်ယိုရှင်ကိုဒရိုက်တာကြီးဝူဖ်ကန်ပီတာဆန်ကရိုက်ကူးထားပြီးမင်နာဘရက်ဘစ် Eric Banner နဲ့ Orlando Bloom တို့ကအဓိကပါဝင်ထားတယ်။ Budget 185တန်းရင်းခဲ့ပြီး Box Office မှာ169တန်းချီပြန်ရခဲ့တဲ့အတော်အောင်မြင်ခဲ့တဲ့ရုပ်ရှင်တစ်ခုပါ။ โอเคဒီဇလန်ကအရှိမပြောထားတဲ့အတိုင်းကဗျာဆရာကြီးဟောမရဲ့ the alien ကဗျာရှိကြီးကိုအခြေခံထားတဲ့ဇက်ဖြစ်ပေမဲ့ triumph ရှင်မှာအဓိကပြသွားတာကတော့နဖရားရဲ့အစွမ်းထက်လူရဲ့ဆုံးဖြတ်ချက်နဲ့လှုပ်ဆောင်မှုတွေကပဲပိုအရေးပါတဲ့အကြောင်းကိုအဓိကပြသွားတာပါ Trojan တွေဘာလို့ greed လောက်အောင်မှာကြာရှုံးခဲ့ရသလဲဆိုတော့ triumph ဘရင် Brian ဟာလက်တွေ့ဘဝနဲ့ဉာဏ်ပညာရဲ့လှုပ်ဆောင်မှုထက်နဖရားတွေကိုကိုးကွယ်ယုံကြည်မှုလုံခဲ့ခဲ့လို့ Trojan တို့ ဂရီလာအောင်မှာကြာရှုံးခဲ့တယ်လို့ပဲပြောရမှာဗျ။ဇာတ်ကားတစ်ခုလုံးကိုသွားကြည့်ရင်တော့ပိုပြီးမြင်လာပါတယ်ဗျ။ဒီမှာနောက်ထပ်ပြောချင်တာက original story the alien နဲ့ try ရုပ်ရှင်ဟာ꿰ပြမှုတွေရှိပါတယ်။ဘာတွေ꿰လင်းမှုရှိတုံးဆိုတော့ရုပ်ရှင်မှာ ။နတ်ဖျားရဲ့ character တွေကိုတင်ချမပေါ်ပြပါဘူး။ Moyin story The Iliad မှာတော့ The Olympian God တွေက major character အနေနဲ့စစ်ပွဲမှာပါဝင်ကြီး။သူတို့ရဲ့သူရဲကောင်းတွေကိုကာကွယ်ပေးတယ်။သူတို့ကိုကူးကွယ်တဲ့လူတွေကိုပူကြီးကြတယ်။နောက်မတူညီတဲ့တခု Trojan စစ်ပွဲဟာဇက်ကားထဲမှာအချိန်အားဖြင့်အယမ်းမကြာခဲ့ပေမဲ့ Moyin story မှာတော့ Trojan စစ်ပွဲဟာဆယ်စုနှစ်ထိကြာခဲ့တာပါ။နောက်ထပ်ကွယ်လွဲမှုတွေက ိုမိုင်းဒဲအလီယက်မှာအခီလစ်ဟာထရိုဂျန်မျိုးကြီးမျိုးထဲမှာဝင်ခင်ခဲ့တဲ့ကမင်းနာပါရစ်ရဲ့ညာချက်နဲ့တည်ဆုံးခဲ့တာပါအခီလစ်ကိုတတ်နိုင်ဖို့မင်းနာပါရစ်ကို အပိုလိုနတ်ဘုရားကကူညီခဲ့တယ်လို့သိရတယ်ဗျနောက်ဂရိဘီယန်အကမနာဟာဒီထရိုဂျန်စစ်ပွဲမှာမတည်ဆုံးခဲ့ပါဘူးဒီစစ်ပွဲအပြင်းမှာဂရိကိုပြန်နိုင်ခဲ့တယ်လို့လည်းသိရတယ်ဗျထရိုင်ဇက်ကမှာမင်းနာပါရစ်နဲ့ဟိုင်လန်တို့ ွတ်မြောက်သွားတာကိုပြထားပေမဲ့ Win Story မှာတော့ Mina Paris ဟာ Trojan စစ်ပွဲမပြီးခင်ငယ်တည်းကအသက်ခံခဲ့ရတယ်လို့ဖော်ပြထားတယ်ဗျကျွန်တော်ထင်တယ်ဗျ Win Story အတိုင်းသာရိုက်မယ်ဆိုရင် Entertaining မဖြစ်သလို Happy Ending လည်းဖြစ်မှာမဟုတ်ပါဘူး Break that အတိုင်းမဟုတ်တော့ဘူးလို့ဆိုရမယ်ဗျ Now ဒီ Trizalan နဲ့ဆက်ဆက်ပြီးပြောစရာရှိတာကလာမယ့်2026မှာထွက်လာမယ့် Driver ကြီး Christopher Nolan ရဲ့ရုပ်ရှင်ကြိုက်တဲ့လူတွေအရန်စိတ်ဝင်စားခြင်းခံနေရတဲ့ Upcoming ရုပ်ရှင် The Odyssey က Homa ရဲ့ the odyssey ကိုပဲရိုက်နေတာပါပြောရရင်တော့ဒီ triceratops ရဲ့အဆက်လိုတော့ပြောလို့ရတယ်ဗျ Achilles ရဲ့မိတ်ဆွေ Odysseus ကိုဇလန်တေးပြီးရိုက်နေတာပါ the odyssey lion လဲတေချာပေါက်ကြည့်ရမှာဗျဟုတ်ပါပြီ triceratops ရှင်ဟာ ရုပ်ရှင်ကြိုက်တဲ့သူတွေကြားအတော်ထင်ရှားခဲ့တဲ့ရုပ်ရှင်တစ်ခုဖြစ်ခဲ့တယ်ဆိုပါတော့ Trial ရုပ်ရှင်နဲ့ပတ်သက်တဲ့အမှတ်ရစရာတွေရှိရင်လည်းကွန်မန့်မှာဝင်ရောက်ဆွေးနွေးတော့ပါအောင်ပြဒီအစီအစဉ်လေးကိုတော့ဒီမှာပဲရပ်ပါမယ်နောက်ထပ်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်နေအောင်မှာဖြစ်တဲ့အတွက် The Sing Channel ကို Subscribe Like and Follow လုပ်ထားခဲ့ဖို့လည်းအမေပါနဲ့ပြဆုံးအထိရှိနေပြီလို့ဒီစမြိုင်တင်ပါတယ် See you next